အားလုံးပဲမင်္ဂလာပါရှင်။ကျမတွေဖပြမယ့်ဆောင်းလေးကတော့ဆရာတိုးဆောင်ရေးသားထားတဲ့လက်ညိုးထိုး၍ပန်းဝေသည်ဆိုတဲ့ဆောင်းကလေးရဲ့ခန်းဆက်ပဲဖြစ်ပါတယ်ရှင်။ကို့သားအတွဲကို့တန်းနဲ့ကိုငိုရာကိုပင်လွတ်လပ်စွာမငူရသည်ဘဝတွေပါလား။ဒီလောက်ဆိုလျင်ဖြင့်စီတူသဘောပေါက်လေပြီ။ ယခုလူနာသည်ဥတိုင်ညိုအာနာအောင်မှတပည့်တူဆိုတာမှားဝယ်မရှိတော့ထင်ကြော်မှာနာယီကိုတစ်ချက်မော့ကြည့်၍အခုနေသွားရင်တော့ကြောက်ကြီးရွာနောက်ဆုံးကားကိုမှီလောက်ပါတယ်အမေဖြစ်သူမှာဝေလကိုအာကိုတကြီးမော့ကြည့်သည် အမေတယောက်ပေမို့သူ့သားအသက်ကိုတော့အရာအလုံးထဲနှမျောမိမှအသေးချပါပဲ ဝမ်းနှင့်ဆက်၍မွေးထားရသည့်အသက်ကိုတော့ကဲခြင်းပေလိမ့်မည်ဝေလာအားအာကိုတကြီးမောကြည့်ပေမဲ့မတော်လို့မဖြစ်ဘူးလားဆရာလေးအင်းအမေဖြစ်သူထံမှာရှိုက်တန်တစ်ချက်ထွက်သွားသည်ပြီးတော့မျောလင်းချင်မဲ့သောမျက်လုံးတွေနဲ့ပါဇက်ကိုအဝေးအုပ်ပြီးငိုရှာ၏ဝေလာစကားကရက်ဆန်လွန်လာသည် ်လူတယောက်အသက်ကိုဟင်းရွက်ကစုံလိုများသဘောထားသလားမဖြစ်ဘူးစင်းယုံမတင်လူနာအတွက်စိုးရင်ရတယ်အမေဖြစ်သူမှာဝေလာအားခြေတော်ဖန်ငိုပါလေသည်ကျမအရှိကြီးခိုးပါလေရှင်ကျမသားလေးကိုစင်းယုံပို့ပေးပါကျမတောင်းပန်ပါတယ်သားလေးတွေကုံကြားစိတ်တွေအားလုံးကိုလည်းရှင်တို့စီမှာကျမကြုံခံပြီးဆက်ပါမယ်ရှင်။ကျမသားလေးကိုစေယုံကိုပို့ပေးပါနော်။ရှင်တို့ကျေးဇူးတွေကိုတသက်မမေ့ပါဘူး။ အတော်ကြီးမှာတဲထန်စွာငိုရင်းဝေလအားဥချကြော့နေတာမြင်တော့သူတို့စိတ်မကောင်းနိုင်ပါဝေလမှာမတက်သာသည့်ပုံစံမျိုးတပြင်းကိုချသည်ပြီးတော့မှ ကောင်းပြီလေခမရသားကိုကျုပ်ဆေးုံပို့ပေးပါမယ်ငိုယိုတောင်းမယ်နေရာမှာမျောလင်းကျဲဝင်းသွားတော့အမေဖြစ်သူဤမျက်လုံးနှင့်မျက်နာကို သူဒီတသက်မီမရနိုင်ကျွန်တော်တို့ကြီးပဲသွားတာထက်ဆရာလေးပါပိုင်ပိုတင့်တော်မယ်ထင်တယ်ဆရာဝင်ပြမုံကလုံးဝကိုကြိုးနော်နေသည်ဒါပေမဲ့ဆရာဝင် စိတ်ဓာတ်အပြည့်ဝရှိသူတယောက်တွင်ဒါတွေဒီအေးမဟုတ်ထင်ကျော်ကသူ့ကိုဖျက်ခနဲလှမ်းကြည့်သည် စီသူသဘောပေါက်ပါသည်ရတယ်မင်းလိုက်သွားလိုက်ငါနေလို့ဖြစ်တယ် သူ့စကားကိုကြားတော့โอเคအဲ့ဒါဆိုရင်လူနာကိုလှဲပေါ်တင်လိုက်တော့ကျွန်တော်လိုက်ခဲ့မယ်ဝမ်ပန်းတတကျေးဇူးတင်တဲ့တွင် မြစ်တာဖို့လှူရှားတဲ့တွင်စေကံတွင်မှာစူညံသွား၏ထင်ကြောကြပြားကြရအိမ်မော်ပြည့်တက်ပြီး လွဲအိမ်တလုံးအတွင်းသို့လိုအပ်တာတွေထိုးထည်သည်ပြီးတော့စေးတစ်တာကို အလင်းအမြန်စစ်စေးကအိမ်ပြင်ထွက်မီပြင်တော့ မင်းအနှွေးအညီတစ်ထဲလောက်ထပ်သွားအောင်လေအပြင်မှာတော်တော်အေးတယ်အေးဟုတ်သားပဲစင်းတစ်တာကိုချကအပေါ်ပြန်တက်ပြီးတန်းတွင်လွှားထားသည့်အနှွေးအညီကိုကောက်စော်သည်ပြီးတော့ငါလိုက်သွားတော့မယ်အေးအေးဒါပေမဲ့အိမ်ဝသာရောက်ပါသည် အပြင်ဘက်မှာမီးတို့ရောင်တဝင်းဝင်းနှင့်ထက်မှန်ကြားလိုက်ရသည် လူတန်အချို့ စီသူအိမ်ဝထွက်ကြည့်တော့နီးချင်းချင်းမိတို့များကိုကိုင်ပြီးလူအချို့သူတို့စေကန်းစီဥတီလာနေသည်ဆောင်းဝင်ရှိလာပြို့ခတ်ထံမူနှင့်ဩစာရောသောမေးမြန်းတန်တခုထိုအတန်ကြတော့စီသူကြောင်သွားသည်ထင်ကြော်ကရှိပါရဲ့ခမညာလူနာပါလာတဲ့ဆောင်းဝင် ဒုတိယမြောက်ထွက်ပေါ်လာသည့်စကားနောက်မှာခြံဝတွင်ရက်နေသူဝေလာ တချက်လှောက်ရှားသွားသည်ပြီးအလျင်မြန်ပင်ထိုအတန်ရှင်အနည်းသို့ခက်ရိုးရိုးတိုးသွားကာအကိုလေးမှိုင်းညိုပါလားဟင်ဝေလာမှိုင်းညိုဟူသောစကားကြောင့်စီသူ မျက်လုံးကျယ်သွားသည်ထင်ကြော်မှလည်းလှမ်းလဲစခြေလန်းတို့ရက်ပြီးခြံဝမှပုပ်ကူနှူးကိုကြောင်တောင်ကြီးသွားသည် မင်းဒီကိုဘာလာလုပ်နေတာလဲမှိုင်းညိုကဝေလာနောက်တွင်ရှိသောနွားလဲနှင့်မီးတို့ကိုင်းလူများကို ကြည့်ပြီးမေးတော့ခြံထဲကလူတယောက်ဝမ်းအလွန်သွားပြီးတော့တတိမရတော့လို့စေကန်းလာပြတာဒါနဲ့အကိုလေးပါရောငါအုပ်ဖို့ကအလုံသမားတယောက်ကိုရီပူပြီးခရောင်ကဒန်းတွေအော်နေလို့ညာရင်းချင်းဆရာဝန်တဲကိုခေါ်လာတာနောက်ဖက်မှာကမီးတို့ကိုင်းလူနှစ်ယောက်နှင့်အချမ်းသမားနှစ်ယောက် ဆောင်းကိုပခက်လုပ်ပြီးလူနာအားဝလုံးရှူထမ်းလာခြင်းဖြစ်သည် အကူလေးကိုယ်တိုင်လိုက်လာတာလားဝေလာမေးကိုမှိုင်းညိုမှချက်ချင်းမဖြစ်အတန်ငယ်စဉ်းစားသေး၏ပြောရကောင်းလို့နို့မပြောရကောင်းလို့နို့ချင့်ချိန်နေပုံရပါသည်ပြေတော်မှာသူတို့ကြီးပဲစိတ်မချလို့ပါကွာထိုမြတာစိန်မောတန်နေပြောပြီးနောက်ဖက်သူ့လှဲကား သွားကြသွားကြအတွင်းကိုဝင်ဆောင်းဝင်ရှိတယ်တဲ့နောက်ဖက်မှလူတို့ခြံတွင်းကိုတွတ်တွတ်ဝင်လာသည် ထိုစီမှာပဲအဲ့ဒါမှဒုက္ခပဲကျွန်တော်တို့လူနာကမြို့သွားပြီးစေယုံတက်ရမှာအဲ့ဒါဆောင်းဝင်ကိုတခါလဲခေါ်သွားမလို့ခြံတွင်းလိုက်ဝင်ရန်ခြေလန်းပြင်နေသောမိုင်းညိုရက်တန်သွားသည်ပြေဝေလအားခတ်မာမာတစ်ချက်ကြည်ကား ဒါဆိုငါလူနာကိုဒီတိုင်းထားခဲ့ရမှာလားဝေလာဝစ်ကြသွားသည်ချက်ချင်းမင်ခေါင်းကိုငုံပြီးကိုကိုကိုင်းညွတ်ခါဟုတ်ကဲ့ပါအကိုလေးကျွန်တော်တို့ကြီးပဲသွားလိုက်ပါမယ်ပေလှဲပေါ်အလင်းမြန်တက်ခါမောင်းထွက်သွားတော်၏ဈေးကန်တွင်ရောက်လာသည်မှာကသူတို့ချင်းမင်ဆုံးဖြန့်လိုက်သည်မို့ထင်ကြော်လဲဘာမှမတန်နိုင်တော့ပါ ထို့ကြောင့်ရောက်လာသောလူနာကိုသာအကောင်းဆုံးကုသပေးရန်ရှိတော်၏အထမ်းမှချတော့လူနာမှာနှုတ်ခမ်းတွေတဆတ်ဆတ်တုံနေသည်အသားကိုကင်ကြီးတော့တကယ်ပင်ချစ်ချစ်တောက်ပူနေပါသည်ထို့ကြောင့်ကြ བྱ ကြရပင်ထင်ကြော်မှာဆေးတလုံးထိုးပေးလိုက်ပြီးတော့ကျေးလက်ကူထုံးအတိုင်းခြေထိတ်လက်ထိတ်သွေးဖောက်သည် တခြားလူများမှာ လူနာအနီးတစ်ဝိုက်တွင်လိုအပ်သည်များဝိုင်းဝန်းကူညီနေပေမယ့်မှိုင်းညိုကတော့ခဝေးဝေးမှလက်ပိုက်ချင်နေသည် စီသူမတိမသားဖြင့်မှိုင်းညိုအားလေလာတော့အသားညိုညို မြေမာသောကိုဟန်နှင့်တီတန်သောမျက်နှာထားရှိသည် အမှုအရာခက်တံပေမယ့်မျက်လုံးမှာတော့ကျင်နာစိတ်ငွေ့ငွေ့ကို တွေ့ရ၏လုံကြီးကိုတော်တော်ဝိတ်ခါ အပေါ်မှာတက်ကလန်အင်ကြီးအညိုကြီးကိုလွှမ်းခြုံထားပါသည်ထူကြသည်ကပခုံးမှာစောင်းထားတလဲလွှဲထားခြင်းပင် အသက်အရွယ်ကဦးတက်ခေါ်ရမည်အရွယ်ထင်ကျော်ကပဝါကိုရေစုတ်ကလူနာနှစ်ဖူးပေါ်တင်ထားပေသည်စေးရှိန်ကြောင့်လားမသိတိတ်မကြခဲ့နိုင်တတိလွတ်တစ်ချက်မလွတ်တစ်ချက်ဖြစ်နေသောလူနာမှာငြိမ်ကြသွားပြီ။ ဒီတော့မှဘယ်ချိန်လောက်ကကိုပူချိန်တက်တာလဲည7နာရီလောက်ကတညာလုံးကြောင်ကတန်းတွေပြောနေလို့သူ့အတွက်စိုးရိမ်ပြီးဆရာလေးစီကိုညာရင်းချင်းရောက်လာတာပါအနီးမှာရှိနေသူလူတယောက်ကတွတ်တွတ်လက်လက်ပင် ဖြေးပေးသည်ဦးမိုင်းညိုကတော့ဝေးဝေးမှပင်ခက်တီတီကြည်နေပါ၏အိုးလင်းကျက်တုံပေးပြီး မကြခင်မိုးလေးတော်မီထင်းကြော်ကရေစိုးပဝံကို မကြခဏရေလဲပေးရင်လူနာအခြေအနေကိုစောင့်ကြည့်ပါသည်လူနာဤမျက်နာမှာတိတ်မကြခင်မှာပဲ သွေးရောင်လွှမ်းလာသည်တအောင်အကြမှာအိပ်ပြောသွားလေ၏အိပ်ပြော၍အသက်ရှူတဲ့ပြင်းပြင်းထွက်လာမှာထင်းကြော်တက်ပြင်းချနိုင်တော်သည် လိုအပ်သောစေဝါများကိုထုတ်ပိုးပြင်ဆင်၍နီးစပ်ရာလူတယောက်ကိုပေးပြီးစိုးရိမ်စရာမရှိတော့ပါဘူးလူနာအိယာနိုးရင်ပြန်ခေါ်သွားလို့ရပါပြီထင်းကြော့စကားဆုံးတော့ကဲမိုးလင်းရင်ပြန်ကြမယ်နောက်ဖက်မှထွက်လာသောအမိန်တန်တစ်ခုကံအေးဆိုသူမှာကိုကိုခြာကနေလှည့်ရင်ဟုတ်ကဲ့ပါအကိုလေး ထင်ကျော်ကတော့ဆရာဝန်ပြီးပြီးလူနာနဲ့ပတ်သက်ပြီးမှားစရာရှိတာမှသည်လူနာအားတိုက်ကျွေးတင်သောအစားနှင့်ကိုဘူးချိန်ပြန်တက်လာပါကတောက်စီပြီးတော့နှစ်ဖူးပေါ်ယခုကဲ့သို့ရေစိုးဝိတင်ပေးရန်စသည်တို့ကိုမပြတ်မှားကြပြီး မနှက်ဖန်ဆက်ဆက်ပြန်လာရန်ကိုပါပြောလိုက်၏ကံအေးဆိုသူက ထင်းကျော်ပြောသည်များကိုခေါင်းတငိမ့်ငိမ့်ဖြင့်နားထောင်သည်ဆရာသခင်မိုင်းညူစီကိုလည်းအရေးအခြေလှမ်းကြည့်ရသည်လင်းချက်တွေတန်ဆုံတွန်လေပြီမနက်ခင်းမှာလဲဝေးလီဝေးလင်းအလင်းရောင်နှင့်အတူမျက်နှာတစ်ခဲပြီမှောင်မိုက်နေသောပတ်ဝန်းကျင်ကတဖြည်းဖြည်းတဲကွဲလာသည် ဆောင်းဥပနှင်းမုံတို့ကြားကိုအလင်းဆက်တို့တပွဲပွဲကြဆင်းလာပြီးသည့်နောက်မှာတော့ကဲသွားကြရအောင်ဥဆောင်ထွက်သွားသူကတက်ကလန်အင်ကြီးထူးနဲ့မှိုင်းညိုနောက်မှာလိုက်ရသူကလူနာမှာအထမ်းပေါ်တွင်ဆေးရှိန်နှင့်အိပ်ပျော်နေသည်မိရုပ်တွေမလို့တော့တာမရရင်လဲတော့ပေါ့ကွာ ထွက်သွားသောလူအုပ်ကိုကြည့်ရင်ထင်းကျော်ကခန်းညီညီပြောသည် သူကတော့ထင်းကျော်ပြောသောစကားတခွန်းကို အကျွင်းမဲ့ယုံကြည်လိုက်ပါသည်ညီဖြစ်သူတော်ဤမြအာနာရှိလျင်အကိုလို့သူကပြောเสียမလို့တော့သိချပါသည်တိုက်ညူကဤရွာမှာဘရင်တပါးပင်ဖြစ်လိမ့်မည် ထင်ကျော်ကတော့မြို့ကိုလိုက်မသွားနိုင်တဲ့ဖြစ်စိတ်မကောင်းသလိုညင်းညူရှာသည် မနယ်လင်းပြီးချိန်မှာလူနာများထက်ရောက်လာပြန်၏ဒါပေမဲ့တာမန်အေးမီဖျားနာများသာဖြစ်ပါသည်တက်ကြီးပိုင်းနှစ်ဦးနဲ့ခလေးငယ်တဦးမနေ့ဆယ်နာရီရောက်တော့ဆရာလေးနဲ့ဧည့်သည်အတွက်ဟိုဆိုကရွာသားတယောက်ထမင်းဆိုင်လာပို့ပေးသည် ထင်ကျော်ကရှွန်းနောင်နောင်ဆို၏ငါကတော့ရွာမှာဖုန်းကြီးပဲကွပိုစိုးမဲစားတယ်သူကလည်းပြန်နှက်သည်ကြည်လဲပြောဟဲ့ကရှာကိုမိုးချိုးပစ်နေအောင်မဲထိုနောက်တော့နှစ်ယောက်သားလက်စေးပြီးထမင်းလွေးကြပါသည်ထမင်းစားပြီးတော့ကဲလူရှင်းလုံးသွားလိုက်ကြရအောင်ဘယ်လဲဟုမေးစရာမလိုပါ သူတို့အတွက်သွားစီရာတစ်ခုပဲရှိပါသည်အဲ့ဒါကထူးဆန်းလွန်သောမိသားတို့ဒီနေရာသို့မဟုတ်သူတို့အခေါ်ခြောက်တွေ့တောင်းကုန်တော်လန်လေးကကိုေးကောက်ခါနေသည် ရှင်လင်းတိတ်ဆိတ်လာသောနွားဆွေလန်လေးဖြစ်ပါသည်ဒါပေမဲ့အတော်အလာနေသည်ထင်၏လှဲမင်းရမှလွဲ၍ကြံနေရာတွင်မြက်ဖုံးလို့ စောင်းဦးပေါက်ပေမို့လမ်းဘေးတစ်ဖက်တစ်ချက်မှာတစ်ပင်ဝါပင်တို့စိမ့်ဆူကနေသည် ရွာမလွန်လာခဲ့ပြီမို့လူသံများ မကြားရတော့တဲအိမ်များနေဝေးလာခဲ့ပြီမို့မြင်တွေ့ရသည်များကတောင်းအုပ်ဆန်လို့ပင် နေတော့သည်ကျင်းငဲ့တန်များ ကြားရသည်တခါတခါတွင်တစ်ပင်တပင်မတပင် ကူးလူပြေးလွှားနေသောရှေ့ငယ်လေးများကိုပင တွေ့ရ၏။တာမောစွာတောမြိုင်ငယ်လေးပါ။ချောင်းတွေတောင်ကုန်းကဒီလမ်းဘေးမှာပဲ။ဟုတ်လား။စီသူရှေ့ကိုမျောကြည့်လိုက်ရင်လမ်းကလူသုံးနေတယ်နဲ့တူတယ်နော်။အင်းတော့တက်ပြီးတော့တိခုံဝါခုတ်သမားတွေပဲရှိတာလေဒါပေမဲ့မှိုင်းညိုတို့အုပ်စုကတော့ဟိုးရိုးမဆက်မအုပ်ဖုတ်ကြတယ်ကွာသူတို့တွေတော့အသွာလာရှိပါတယ် တော်တော်ဝေးမယ်နော်ထင်ကြောခေါင်းငိမ်သည်ချောင်းတွေတောင်ကုန်းမှာရွာကနေလေးဖာလုံးလောက်ဝေးသည်ဟု ဆိုထား၏လေးဖာလုံးဟူသောခရီးသည်တကယ်တကယ်ထင်ထားသလားမဝေးပါချေမြေပြန်ကြောတစ်ခုကိုလွန်ပြီးသွားစေ၌ရှစ်တောင်ကုန်းလေးလွင်ချောင်းတွေတောင်ကုန်းကိုရောက်ပြီထင်ကြောစကားကြောင့်လှက်ခနဲရင်ခုန်သွားသည်ဘယ်လိုမျိုးလဲ ချောင်းတွေတောင်ကုန်းကသူ့ကိုဘဲလိုပုံစံမျိုးနဲ့စောင့်ကြိုနေမှာလဲဘဲလိုထူးဆန်းမှုတွေမြင်တွေ့ရမှာလဲခြေလန်းနေငယ်လျှောက်ပြီးသွားစင်မှာဟာမြင်ရသောမြင်ကွင်းကကိုယ်စိတ်နှစ်ပါးကို တုံ့လှုပ်သွားစေသည်လွင်ထီးခေါင်ပြင်ဆိုတာကိုစာထဲမှာသာဖတ်ဖူးထားခြင်းဖြစ်၏ရခိုးသူ့ရှိမှမြင်ကွင်းဒီကား မီးတိုက်ခံထားရသောတောင်ကုန်းလားမဟုတ်မီးတိုက်ခံထားရသလိုမီးလောင်ရမရှိ ပြောင်းမုံမရှိ အပေါ်ယံမြည်သောအရာပြောင်းလဲမှုမရှိဒါဆိုဘယ်လိုကြောင့်ဤမစင်စားတတ်တော့ပါ အပူပိုင်းဒေသမှာအိုအေစစ်ဆိုတာပဲကြာဘူးသည်အေးအေးပိုင်းဒေသမှာအပူလွင်မြင်ဆိုတာကို မကြဘူး မြင်ကွင်းကထုံအတိုင်းကိုဖြစ်လို့နေပါသည် အနီးဝင်းကျင်တို့မှာတပင်ကြီးငယ်တို့ဖြင့်စိန်လန်လိုခြုံွယ်ပိပောင်းတွေထူတန်းလိုအောက်ပေါင်းရှုပ်ခါမြေရိုင်းတွေပင်ဒူးစင်လာရှိပေမည်သူရှိတဲ့တဲ့ရှိ တောင်ကုန်းမှာတော့ ခြံခတ်ပြီး အပူတိုက်ခံထားရသလိုမြေရိုင်းမပြောနှင့်လူတကိုယ်စားတပင်ကြီးတွေပင်အယိုးပြိုင်ပြိုင်ကြကာ အသက်ရှူရနေသည်တချို့အပင်ငယ်တွေမှာပြိုလဲနေ၏တချို့ကစိမ့်ဆိုခဲ့သောတိခေါတို့မှာအပိုင်းပိုင်းအပ်ပြီးတစားစီကျဲလွင်လို့ လေတိုင်တိုင်ရိမ့်ွယ်ခဲ့သည့်တရွက်တို့မှာယခုနေအခါတွင်လေးနေရမျောပြီးကြွကြွမီ၍ပင် နေကြပြီလုံးဝပနံမရသောမြင်ကွင်ပပက်လဲစိမ့်လန်း၍အတွင်းမိုင်းမှာကအာရေဗီယန်ဒေတာလိုလွင်ထီးကောင်ပြင်လိုအသက်ရှူရသောအပင်တွေနှလုံးရဲ့ပြက်စီးကုန်ပြီဘယ်လိုလဲ နေရာတွင်မမတ်ရန်ရင်မှင်တက်နေသောသူ့ကိုကြည်ကထင်ကျော်ကလှမ်းမိ၏ပြန်မဖြေနိုင်ပါအရိဘယ်မရှိကောင်းသာရမ်းပြဖြစ်သည်ငါပြောသားပဲလက်တွေ့မြင်ရရင်ပိုအံ့ဩသွားလိမ့်မယ်လို့လာအပေါ်တက်ကြည့်ကြရအောင်ထင်ကျော်ကလှဲလန်းမှဖဲ့စင်းကတောင်ကုန်းပေါ်ဥဆောင်တက်သွား၏စီသူနောက်မှလိုက်သွားလိုက်ပါသည် နင်းမိသောတိရွဲ့ချောက်တွေကတကြွကြွမြည်ရင်ကြွေမွားကုန်သည်တောင်ကုန်းထက်မှရိုးတံပြိုင်ပြိုင်တိချောက်ပင်ကြီးတပင် ရှိနေပါသည် လူတကိုစားလောက်လုံးပတ်ရှိသည်မို့အခြားတပင်ငယ်တွေလိုမလဲပြိုသည်ဒါပေမဲ့အပေါ်ဘက်ရိုးတံငယ်တွေမှာတော့တဝဲတပြဲကျိုးကြနေလေပြီ။တိကိုင်းမြဟိုးအထက်မှာက အမဲရောင်ငှက်လေးတကောင် နားနေ၏ထင်ကျော်ကထိုးပင်ကြီးအောင်ရောက်အောင်ရှောက်သွားသည် အပေါ်ရောက်မှ တောင်ကုန်း၏အကျဲဝင်းကိုတရီပြုံမိသည် သုံးဤကကြော်ကြော်လောက်ရှိပါလိမ့်မည်ထို့ထက်လည်းပိုခြင်းပိုပါလိမ့်မည် တောင်ကုန်းထိပ်ကိုရောက်တော့ဘားကြောင်မှန်မသိအလိုလိုဝန်းနေလာသလိုခံစားရသည်မူလရှိနေသောပဝင်းခြင်းတေဆုံးသွားမှုကြောင့် ကြံရှိသောယုတ်ကြွေးများကိုကြည်ကစိတ်မကောင်းဖြစ်မိခြင်းဖြစ်နိုင်ပါသည်မင်းဘယ်လိုယူဆလဲထင်ကြော်ဤအမေဘာကိုလဲဒီလောက်အချိန်ပိုင်းလေးအတွင်အံ့ဩရလာအောင်ပြောင်းလဲသွားမှုကိုပေါ့ငါကတော့ဒီဘက်မှာမကြွမ်းဘူးတစ်ပင်တွေတည်စေနိုင်လောက်တဲ့အကြောင်းချင်းရာတွေတော်တော်များလားတော်တော်များတယ်ဒါပေမဲ့ အချိန်တိုတွင်းဒီလောက်မြင်မြန်ဆန်ဆန်ပြောင်းလဲသွားတာကိုတော့ငါမတွေ့ဘူးသေးဘူးမင်းပို့ပေးလိုက်တဲ့မြေကြီးဆိုရင်နိုင်ပိုင်းတွင်းကို ပြောင်းလဲသွားတာဟုတ်တယ်လေငါပို့ပေးလိုက်တာဒီကမြေကြီးပဲစီသူကိုကိုကိုင်းကမြေသားတစ်ခဲကိုကောက်ယူလိုက်ပါသည်လက်ထဲထည့်ပြီးဖြင်းညစ်တော့ဖွာကနေတမုံစီကြွေကြသွားသည်ဒီလိုရှိတယ်ကွတစ်ပင်တွေအများအပြား တေဆုံးလေရှိတာကမြေရောက်ကရေကြောပြတ်သွားရင်တေတယ်။မီးရှို့ခံရလို့အပေါ်ရံမြေစီလွာပျက်စီးသွားရင်တင့်မြစ်တွေခြေကုပ်ယူရတာမရှိတော့ရင်တေတယ်။ငါတို့မသိတဲ့မြေရောက်တဲ့အပြောင်းလဲတစ်ခုခုဖြစ်ရင်တေတယ်။အခုဟာက ရေကြောပြတ်တာမဟုတ်ဘူး။ရေကြောပြတ်ရင်ဟိုဘက်မှာရှိတဲ့အပင်တွေပါတေမှာပေါ့။အင်းအပူလွန်ခဲတာလည်းမဟုတ်ဘူး။တခြားအပင်တွေတောင်စိမ့်ဆူနေတာပဲ။ဒါပေမဲ့ အပေါ်ရန်မြင်လာတော့ပျက်စီးနေပြီမြေကြီးတွေခြောက်ပြီးဖွာထွက်နေတယ်ခုနလက်နဲ့အသားလေးညှစ်တာတော့တမုတ်စီကြွေးကုန်းတာဒါဆိုအပေါ်ရန်မြင်လာပျက်စီးလို့ပေါ့အဲ့ဒီလိုလည်းမဟုတ်သေးဘူးအဲ့ဓာရီအားလုံးကအသက်ရှင်နေတဲ့တပင်တွေကိုဒီလောက်ထိချက်ချင်းလန်ငင်ပြောင်းလဲပြစ်နိုင်ဘူးမြေစီမြေဩစာခန်းခြောက်ပြီးတဖြည်းဖြည်းတည်ကုန်းတဲ့သဘောအခုဟာရမ်းမြန်နေတယ် မင်းငါစီကိုပို့ပေးလိုက်တဲ့မြေကြီးနဲ့အခုမြေကြီးနဲ့တော့မတူတော့ဘူးငါစီရောက်လာတဲ့မြေကြီးကအစိုးတဲ့ငွင်ငွေရှိသေးတယ်အခုက အချောက်လွန်နေပြီဒီတိုင်းဆိုရင်မကြခင်ဖုံအောင်ထူလာမလားပဲအဲ့ဒီတော့ငါထင်တော့အတွင်းကဓာတ်တစ်ခုခုဖောက်ပြန်နေတယ်ထင်တာပဲငါတို့မသိတဲ့မြေရောပြောင်းလဲမှုမျိုးပေါ့ဘာဖြစ်လို့လဲဆိုတော့မင်းပို့ပေးလိုက်တဲ့မြေကြီးမှာစမ်းတက်လို့မရတဲ့အပူငွေတစ်ခုရှိနေတယ် အဲ့ဒါကြောင့်လဲတစ်ပင်တွေအချိန်တိုအတွင်းသေးကုန်တာဘာပူငွေလဲဘာလို့စမ်းသက်လို့မရတာလဲငါ့ကိုမမေးနဲ့ငါလည်းမသိဘူးအပူငွေရှိတယ်ဆိုတာတောင်ခံစားရလို့သိနေတာထင်ကျော်ကသူ့စကားကိုစူးစိုက်စွာနားထောင်နေသည်မင်းကိုပြောဖို့ကြံနေခဲ့တာပထမဆုံးရွက်လာပင်သေးတော့အမြင့်မှာပူနေတယ်မြေသားထဲလိုက်နိုင်ကြည့်တော့လဲ အပူဓာတ်တစ်ခုကိုခန်းစားရတယ်။ထင်းကြောမှာစင်းစားစလိုညင်သွားပြီးခေါင်းကိုလေးလေးညင်သည်ပြီးတော့ဒါဆိုရင်အတွင်းကမီးတောင်တွေပါရမြပေါက်ချင်လို့လားမသိဘူး။ထိုကိစ္စကိုတော့သူ့မကြွမ်းမဖြစ်နိုင်လောက်ဘူးလို့တော့စိတ်ကအလိုလိုတည်နေသည်။ထို့ကြောင့်အဲ့ဒီလိုတော့ဖြစ်မယ်မထင်ပါဘူး။ခတ်တော်ခတ်သားกว่าဒါမျိုးကိစ္စတွေက ချက်ချင်းကြီးကောက်ချက်ချဖို့မလွယ်တော့ဘူးဖြည်းဖြည်းချင်းလေးလာကြည့်မှရမယ်ထင်တယ်ငါတော့ဒီနေရာကိုတော်တော်စိတ်ဝင်စားသွားပြီထိုစင်မှာပဲဖြောက်တက်ကိုင်းချောင်နင်းတဲ့တခုကတိတ်ဆိတ်သောပတ်ဝန်းကျင်ကိုကျဲလောင်သွားစေ၏အတန်ကြားရစီသူတို့ကောင်းတွေဆက်ခနဲလဲသွားသည်တစ်ပင်ကြီးတစ်ပင်နောက်မှထွက်ပေါ်လာခြင်းဖြစ်သည် အပင်နဲ့ क्वे နေသည်မို့ဘဲသူဘဲဝါဆိုတာကိုမမြင်ရသူတို့စကားကိုချောင်းနှားထောင်နေသူတယောက်တော့ရှိနေလေပြီစီတွေငါတို့တော့အဖော်သိရပြီနဲ့တူတယ်ထင်ကျော်ကသွေးတို့စမ်းသည့်သဘောခက်ကြဲကြဲပြောတော့ကောင်းတာပေါ့ကွာလူစုံသွားတာပေါ့ဒါနဲ့ငါတို့အဖော်အစ်ကိုမတွေ့ရသေးပါလားထင်ကျော်က တပင်ကြီးစီလမ်းကြီးကထွက်ခဲ့ပါမိတ်ဆွေကျွန်တော်တို့နဲ့အတူတူစကားပြောလို့ရပါတယ်ပထမတော့လှုပ်ရှားမှုမရှိငြိမ်သက်နေသေး၏ထင်ကြော်၏မိတ်ဆွေတို့ကလူမြင်ခံခြင်းမပေါ်ဘူးဒီတော့မှခြေထောက်တစ်ဖက်အရင်ဆုံးထွက်လာသည်ရွာဘာဗနက်ကိုစီးပြီးပစိုးတူတူဝှက်ထား၏ပြေမရတော့သေးမို့ မထွက်ချင်ထွက်ချင်နဲ့ထွက်လာရပုံမျိုးလူတကိုယ်လုံးထွက်လာစေမှာတော့ကြီးမောင် ထင်ကြော့ပါစံမှာလှုပ်ခနဲထွက်သွားစဉ်ဆက်စုတလို့ဖြစ်သွားရင် တောင်းမှန်ပါတယ်ဆရာလေးတို့အနောက်ရှက်ဖြစ်သွားမှာဆိုလိုပါ တောင်းမှန်နေဆိုပေမဲ့လေတံကတဖြောင်နေမျက်နာကမှုန်တီတီလွယ်အိတ်ကိုဆလွယ်တိုင်းပြီးခါမှာဓမြောင်တစ်ချောင်းထိုးထား၏ ထင်ကျော်နှင့်သိနေသောရွာသားတယောက်ဖြစ်ပုံရပါသည်ချောင်းသားထောင်သည့်ကိစ္စကိုရောထိုလ်လူပြောပုံကိုရောတိတ်ပဝင်မကြသည်မို့စီသူခက်ထဲတွေစကားတခွန်မေးလိုက်သည်ဘာလဲခမားလဲကျုပ်တို့လိုပဲဒီတောင်ကောင်ကဘာကြောင့်ခြောက်တွေ့ရလဲဆိုတာကိုလာလိလာတာလားထိုလ်လူကခြောက်ကက်ကဲရဲ့ဤမဟုတ်ဘူးဗျတက်လာခုတ်တာလား ထင်ကြော်ကဖြန့်မဲသည်တင်မခုတ်ပါဘူးဒါဆိုငါတို့နောက်ကနောက်ရောက်ခံလိုက်လာတာပေါ့အဲ့ဒီလိုလည်းမဟုတ်ဘူးစီသူထက်မေးမိပြင်းတော့ထိုလူကနောက်ဖက်ခြာကနေလှဲသွားသည်ပြီးတော့အယိုးပြိုင်ပြိုင်ထနေသည်တစ်ချောက်ပင်ကြီးကိုမော့ကြည့်ကကျုပ်ကရွာမှာလူတွေအဆက်မပြတ်သေးဆုံးမှုနဲ့ဒီ၆တွေ့တောင်ကုန်ဆက်ဆက်မှုကိုလာရှာတာ ဟင်မျက်မှောင်ကျုပ်သွားမိသည့်အခိုင်ဆရာလေးအော်ခေါ်တန်တစ်ခုကအောက်ဖက်လှဲလန်းစီမှာထွက်ပေါ်လာသည်သုံးယောက်သားဗျိုင်းနူလှမ်းကြည့်မိတော့ဆရာလေးလှုပ်ပါဦးထုံးခိုင်အသက်မရှူတော့ဘူးအောက်ဖက်လှဲလန်းစီမှာရင်မက်ကိုဖိပြီးတန်ကုန်ဟစ်အော်နေသူတဲ့ရောက် သူနဲ့ထင်ကျော်တယောက်ကိုတယောက်ကြည့်ကထင်ကျော်ကဟုံးငနဲ့ပြေးစင်းသွားသည်ထင်ကျော်ပြေးစင်းသွားတော့သူလည်းနောက်ကပြေးလိုက်သွားရပါသည်ကြီးမောင်ကတော့တောင်ကုန်းပေါ်မှာတယောက်ထဲကြံနေခဲ့၏အနည်းရောက်ရောက်ချင်းပင်ထုံးခိုင်ထုံးခိုင်ဆိုတာဘာသူလဲဘာဖြစ်လို့လဲလာခေါ်သူကတောက်လျှောက်ပြေးလာပုံရကတကူလုံးချွေတီးတီးကြနေ၏ ရှင်ဘက်ကိုဖိပြီး အမောတကောအသက်ရှူနေသည်ထင်းကြောင့်အမေကိုချက်ချင်းမပြေအားပေတော်မှာတရွေးတစ်ချက်ကိုမြှို့ချရင်ထုံးခိုင်းဆိုတာမနေ့ကဆရာလေးစီဝမ်းသွားလို့လာပြတယ်လူနာလေဟင်သွေးစုပ်ဖြောတော့ကသတိလစ်နေသော လူတယောက်ကိုမျက်လုံးတွင်းမှာပြေးမြင်မိသည်သူ့ကိုစေးရုံမတင်ကြဘူးလား ွားတယ်ဆရာလေးဒါပေမဲ့ကြောက်ကြီးရောက်မှကားမမီတော့လို့ရွာပြန်တဲလာတာဟာထင်ကြော့မျက်နာလမ်းငပုတ်ဖမ်းတယ်လို့ငဲကြသွား၏ပေစိုးရိမ်မှုတွေမချေမရဲဖြစ်မှုတွေတပြိုင်နဲ့ဖြစ်ထွန်းသွားကဒုက္ခပါပဲအခုသူဘယ်မှာလဲသူ့အမေအိမ်မှာပါလာသွားမယ်သွားမယ် သုံးယောက်သာရွာစီပြေးရပါလေတော့ဤလမ်းမှာလာခေါ်သူလူငယ်ကအမောတကောရှင်းပြနေသေးသည်စေကန်းသွားကြည့်တော့တကားပိတ်ထားတာနဲ့ရွာထဲကလူတွေပြောလို့ဒီဘက်လိုက်လာတာရွာထဲရောက်တော့စေကန်းကိုအရင်ဝင်ကစေးတစ်သားယူသည်ပြီးတော့လာခေါ်သူလူငယ်ဤဥဆောင်မှုဖြင့်သူတို့ဤခြေလမ်းတွေကလူနာရှိရာစီတို့ အသက်ပင်ဖြောင်းအောင်မရှူအားပြေးလာလိုက်တာတဲဟင်လေးတစ်လုံးရှိရောက်စင်မာတော့ဆရာဝင်လာပြီဆရာဝင်လာပြီထုံအတန်ကြားတော့အိမ်နှွေးမှလူတအုပ်ပြေးထွက်လာသည်ဒီတော့မှအိမ်နှွေးဝင်ရန်နေရာရသွား၏ထင်းကြော့ကိုမြင်တော့အမလေးဆရာလေးရဲ့ကဲပါအောင်တော့ကျုပ်သားလေးကိုကဲပါအောင်တော့ မနက်ကကြားဘူးထားသောအတန်တစ်ခုက စီးကြိုထွက်ပေါ်လာသည် ထင်ကြော်ကလူနာစီပြေးသွားပြီးစမ်းတက်စရာရှိတာစမ်းတက်သည် မကြပါ ထင်ကြော်နှုတ်မှ အဖြေတစ်ခုက တီတီကြာကြာလူနာအသက်မရှိတော့ဘူးရှင်ဟာ အမေဖြစ်သူရဲ့စူးကနင်းအော်တန်ကြီးထွက်လာပြီးနောက်ပိုင်းမှာ ရှိနေသူတွေအားလုံးဝိုင်းငိုကြပါတော့၏လူနာမှာဘဲချိန်ကလေးကအတက်မရှိတော့သည်မသိအသွားတွေပင် ပြာနေပြီအလောင်းကိုချက်ချင်းတကြိုမှရမယ်ထင်းကြော့စကားဆုံးတော့အမေဖြစ်သူမှာအမလေးတော့ရက်ဆက်လာကြည်လားဆရာလေးရဲ့ จုတ်သားလေးကိုจုတ်ဝါအောင်တော့မကြည့်ရတော့ဘူးလားတော့ရင်မတ်ကိုထုပြီးငိုတော့ကျွန်တော်ကမစားနာတာမဟုတ်ပါဘူးအမေဝမ်းပြဲဝမ်းလျှော်ပြီးတည်တဲ့လူတိုင်းကိုဒီလိုပဲလုပ်ရတာပါ မဟုတ်ရင်အိမ်သားတွေနဲ့တခြားလူတွေကိုပါ ရောဟာကူးနိုင်ပါတယ်စကားဆုံးတော့အိမ်တွင်းမှာလှုပ်ရှားသွားပါသည်ဦးဆောင်ညွှန်ကြားနေသူအတန်ကြား၍လှည့်ကြည့်တော့ဝေလား ဘဲချိန်ကလေးကရောက်နေသည်မသိခုနဇောနဲ့မို့ဝေလာရှိနေသည်ကို မမြင်လိုက်ပါထင်းကြော်မှာအိမ်တွင်တွင်ဆက်ထိုင်နေသေးပေမဲ့သူကတော့စိတ်မကောင်းစွာအိမ်ပြင်ထွက်ခဲလိုက်သည် မကြပါချေဝေလာတပည့်နှစ်ယောက်မှာဝကားတစ်ခုကိုထမ်းပြီးအိမ်တွင်ဝင်သွားသည် အတွင်းမှာငိုယိုအော်ဟစ်တန်ကံကြောက်တားမြစ်တန်တွေကို ဥပိ္ပခါပြုတ်ပြီးပြန်ထွက်လာတော့ဝကက်ပေါ်တွင် အလောင်းပါလာသည်ဝေလာက မြင်းမော်ခုံတက်ခါရှေးမှဦးဆောင်ထွက်သွား၏ဝေလာနောက်မှာကမြင်းနှစီနှင့်တပည့်နှစ်ယောက်ထိုးနောက်မှာမှ လူလေးယောက်ထန်းထားသည် ဝကက်ပေါ်မှာအလောင်းတလောင်း လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်အခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။